မိဖို့ကြောင့်တဲကဖြက်လန်းနီမိဖို့ကြောင့်တော့ညက်မရှိရင်ဒီနည်းလေးကိုသုံးလို့ရပါတယ်။ဆောင်ရွက်ညက်တဲ့ဗိုက်တာကလစ်တစ်ခုနဲ့ဇွန်းရှင်နှစ်ချောင်းရှိရင်ရပါပြီ။လောက်တဲ့နီကတော့ဗိုက်တာကလစ်ရဲ့ ქვენ လေးနောက်ကနေဇွန်းထွက်ပြီးအခုလိုတံပြားလေးနဲ့ပြန်ချိတ်ထားလိုက်ရုံပါပဲ။ဒီနည်းလေးမှာတော့နည်းနည်းအားသုံးရပါမယ်။အဲ့ဒါပြင်ရင်တော့ညက်အနေနဲ့သုံးလို့ရပါပြီ။ပုပ်ပတ်ဆိုတဲ့အိုးလေးကနေခတ်တဲ့နေရာမှာအသုံးဝင်ပါပါ။အခုတော့အာလူလေးပြုတ်ထားတာကိုခက်ကြည့်လိုက်ပါမယ်။ဒီအာလူကိုနှစ်ချမ်းခွဲပြီး ခွန်ကွာဖို့လဲပြင်းနေတာပါအဲ့ဒါကြောင့်တန်စကားလေးတစ်ခုကိုယူပြီးပကံလုံးပေါ်တင်လိုက်ပါတယ်ဒီရင်အာလူကိုမောက်တင်ပြီးအပေါ်ခနေပဲဖိလိုက်ပါတယ်ဒီအခါအခွန်တွေကအပေါ်မှာကျွတ်ပြီးကျန်နေကြတာပါတက်တက်ဖယ်လိုက်ရုံပါပဲအာလူပြီတော့မုံလာဥနေချစ်ရမှာပါမုံလာဥကိုလက်နဲ့ကင်ပြီးချစ်ချီတော့အစင်မပြေပါဘူးလက်ရှောက်မှာစိုးရင်နေလို့ပါအဲ့ဒါကြောင့်ဝါထုတစ်ချောင်းနဲ့မုံလာဥနေကိုချိုးပြီးချစ်ချလိုက်ပါတယ်အဲ့ဒီတော့မှအစင်ပြေသွားတာပါ ပြည်တော်စိတ်ထားတဲ့အသားကိုလုံဖို့အတွက်ရှိနေသေးတာပါလက်ပင်မှာစိုးလို့ရေတံဖို့တစ်ဖက်ကိုထိတ်ခတ်ဖြတ်လိုက်ပါတယ်ပြည်တော်ဘေးကအသားတချို့ကိုဓာတ်နဲ့လီထုတ်လိုက်တာပါအဲ့ဒီနောက်အသားပေါ်မှာရေတံဖို့အဝတ်မှောက်ပြီးစွတ်လိုက်ပါတယ်အဲ့ဒီကနေထွက်လာတဲ့အသားလုံးတွေကိုစုံနဲ့လုံးပေးပြီးခတ်လိုက်ရုံပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်